ုသိုလ်လုပ်ဖြစ်ဖို့ဆိုတာဗုဒ္ဓမခင်ပါတယ်ဘာလို့လဲဆိုတော့တခြားလုပ်ငန်းတွေရလွှမ်းမိုးမှုကြောင့်ကုသိုလ်လုပ်ဖြစ်ဖို့အခွင့်သာဖို့ဆိုတာဗုဒ္ဓမခင်စိတ်ထဲမှာလည်းပဲကုသိုလ်လုပ်မယ်ဆိုတာစိတ်ထဲဖြစ်ဖို့လည်းခင်တယ်ညဆောပြန်ကိုယ်တိုင်ကအဲ့လိုခင်လို့တန်လိခသုတ်တံမှာဘာဟောထားတော့စိတ်တုပ္ပါဒမတ္တံ ဘဟုပကရံဝဒာမိကုသလေတုတံမေတုတဲ့အဲ့စကလုံးလေးကမတတ်စရာကောင်းကုသရေးနဲ့ပတ်သက်ပြီးတော့ကုသလုံချင်တဲ့စိတ်ကလေးဖြစ်ဖို့တောင်းဖြစ်ထတောင်းပါပဲခြေစုကြီးမလာပြီတကယ်တော့ဖြစ်တာတော့မပြောနဲ့တော့လို့ဆိုတော့ဘာဖြစ်လို့ဒီလိုဟောတာတော့ဆိုကုသဖြစ်ဖို့ဆိုခက် တတိရှိမှအပမာဒဆိုရဲတတိရှိမှကုသိုလ်ဆိုတာဖြစ်တယ်အပမာဒဆိုတာဘယ်တော့တတိတော့ဆိုတော့ကုသိုလ်လုပ်ဖြစ်စေတဲ့တတိကိုဆိုလို့တယ်ပေါ့တမန်အပြင်ပြောမယ်ဆိုရင်တော့လူတွေဟာစားရမှာလဲတတိရတယ်၊သွားရမှာလဲတတိရတယ်၊လုံးလုံးအောင်မှာလဲတတိရတယ်။အဲ့ဒီတတိတွေကိုပြောတာမဟုတ်ဘူး။ကုသိုလ်လုပ်ဖို့ကုသိုလ်လုံးလို့တဲ့ ကုသိုလ်လုပ်ဖို့ရတဲ့တတိကိုအပမရာတတိလို့ခေါ်တယ်။ဇန်နဲ့တတိကိုပြောတာမဟုတ်ဘူးတဲ့။ဘာလို့လဲဆိုဆေခါတခါဆိုရလို့ကုသိုလ်လုပ်ဖြစ်ဖို့ဆိုတာမှခဲနေ။တခြားလက်တွေကလွန်မိုးပြီးတော့နေတာဖြစ်လို့ကုသိုလ်လုပ်ဖြစ်လုပ်ဖို့ဆိုတဲ့အချိန်လေးကအမှန်တမ်းနေတယ်လို့ စာပေကျမ်းကနေပါကုသိုလ်ဖြစ်ဖို့ခဲရင်နဲ့ပတ်သက်ပြီးဘလောက်ထိပြောထားတော့သကုသိုလ်ဖြစ်တဲ့အချိန်လေးဟာတဲ့တန်တရားနဲ့ကာလနဲ့တွက်ကြည့်လိုက်မယ်ဆိုရင်နဲ့မိုးချုံပြီးတော့လက်ရစီးလက်လိုက်တဲ့အချိန်လေးမှာအလင်းရောင်လေးထွက်လာတယ်အဲ့ဒီအလင်းရောင်လေးထွက်လာတဲ့အချိန်လေးကဘလောက်မှမကြဘူး အဲ့ဒီအလင်းရောက်နေထွက်လာတဲ့အချိန်လေးလောက်ပဲကုသဖြစ်တဲ့စိတ်ရှိတယ်လို့သူဆိုတယ်အဲ့တော့လေးဆီလဲလိုက်လို့ဖြစ်လာတဲ့အလင်းရောက်ဘလောက်မှမကြောက်နဲ့မိနစ်ပိုင်းစက္ကန့်အတွင်းမိနစ်အတွင်းမှာပဲပြောင်းဝဲသွားတာအဲ့တော့ကုသဖြစ်ဖို့ဆိုတဲ့အချိန်ဟာလွန်ခဲ့နေတယ်ဟုတ်မဟုတ်ကုဘွားနဲ့ကုစားပြီးတော့ကြည်လိုက်ရင်သိပါနေ့စဉ်နဲ့အများ အမတ်ရနေတာတွေပြောနေကြတာတွေလုပ်နေကြတာတွေဟာကုသိုလ်ဟုတ်ကလားလို့ဆိုမဟုတ်တာတွေအများတယ်ပေါ့နော်ကုသိုလ်ဖြစ်ဖို့စားအခြားကိစ္စဝိစာတွေပေါ်မှာသာစိတ်ကစိုက်ပြီးတော့ပြောဆိုလုပ်ကိုင်နေကြတာဖြစ်လို့ကုသိုလ်ဖြစ်ဖို့ဆိုတာအမတမခက်ခဲတယ်အမတမတူတောင်းနေဘာနဲ့ပတ်သက်ပြီးတော့ဖွင့်ထားတာတော့ဆိုမြတ်စွာဘုရား အဘိဓမ္မာတရားဟောတဲ့အခါမှာရှတ်သမိတ်သမယေကာမဝဆရံကုသလံစိတ်တံဥပ္ပစ္စတိအချင်းအခါကာလမှာကုသိုလ်စိတ်ဖြစ်တယ်ဆိုအဲ့ဒီကုသိုလ်စိတ်ဖြစ်တယ်ဆိုတဲ့အချိန်ခါဟာဘယ်အခါရောအပမရာဆိုတဲ့တတိတရားလေးပေါ်လာတဲ့အခါ အဲ့ဒီခါကဘလောက်ရှိကြတော့ဆိုလျှက်စီလက်လိုက်တဲ့အချိန်ပိုင်းလောက်ပဲရှိတယ်ဟုတ်တယ်24နှစ်မှကုသဖြစ်ဖို့ဆိုတာမတတ်မခဲနဲ့လေအဲ့ဒီအဖွင့်နေမှာပြီးတော့မှကျန်ကမှဖွင့်ဆိုထားတာဖြစ်တယ်တန်တရားနဲ့အချိန်နဲ့ကြည့်လိုက်မယ်ဆိုရင်အတိုင်းဟုတ်တယ်ဟုတ်ပြီကုသဖြစ်ဖို့တလောက်တိုးတောင်းတဲ့အချိန်ပိုင်းလေးတွေမှာ ဖာကိုပဲအကြောင်းပြုပြုကုသဖြစ်တာမြတ်ပါပဲ။